အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတကယ်ညင်းတို့ရေဒီပတ် Premier League တွေပွဲစဉ်ပြန်စတော့မယ်ဒီပတ်ပွဲစဉ်29လောက်ရောက်ရှိလို့လာပြီရှေ့မှာ Champion League တွေကျွန်တော် UEFA တွေ Europa Conference လေးကံပြီးပြီဒီပတ်မှာစနေနေ့မှာပွဲကြီးမရှိပြန်စနေနေ့မှာ big match ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့စနေနေ့ရဲ့ prediction ပွဲစဉ်တွေအရင်သွားကြည့်ကြရအောင်โอเค စနေနေ့မှာစောစောစီးတော့မဟုတ်ဘူးဆောင်းဝင်နေမှာပွဲစဉ်နဲ့နောက်ကျလို့ကုန်အေဗာတန်နဲ့ဝက်ဆန်နဲ့9နိုင်ခွဲလောက်ကံမဲ့နေထိုင်တခုမှာဒီနှစ်သင်းကနောက်ဆုံးတွေ့ဆုံမှုတွေတော့မကြည့်တော့နောက်ဆုံးကြံတဲ့9ပွဲမှာတော့အေဗာတန်9ပွဲလုံးမှာရှုံးမွဲမရရှိထားဘူးဝက်ဆန်ကတော့နောက်ဆုံးပွဲမှာနျူကာဆယ်အောင်ရှုံးသွားအောင်နော်ဒီပွဲစဉ်မှာအေဗာတန်အနေနဲ့ နိုင်မလား WhatsApp အုပ်မလားနေထကြည့်လိုက်တော့လည်းဘလောက်ပေးထားဘက်လီချက်ကြည့်လိုက်တော့ 2.1z 3.8z ဆိုတဲ့နေထအခုမှ Everton ရတယ်မော်ရင်ကြီးရောက်ရှိပြီးတဲ့နေထမှာတော်တော်အခြေအနေကောင်းလာလို့ပြောတန်းဆင်းဖို့ဆိုတာဒီနေ့မရှိတော့ပါ Everton တွေ့လို့ဒီပွဲစဉ်မှာတကယ်ကြီးပဲသိမ့်ကြိုက်ကြတယ်ကျွန်တော်ကတော့ Everton ပိုကြိုက်တယ် Everton ဒီပွဲမှာနှစ်ဂိုးတစ်ဂိုးနဲ့ထပ်နိုင်မယ်လို့ကျွန်တော်ခန့်မှန်းလိုက်ပါတယ်ဗျာโอเค ဒီပွဲစဉ်တွေပြီးတာနဲ့ကျွန်တော်တို့ expert down နဲ့နောက်ဆုံးလက်လက်ဆက်ဆက် Man City ကိုအုပ်ထားတဲ့ Northern Fort ရဲ့ပွဲစဉ်တွေကြည့်ရအောင် expert down အောင်လဲတန်ဆင်စုံနဲ့လောင်းရောက်သွားပြီပေါ့တန်ဆင်ဖို့လို့နေထားများပါပြီဒီပဲတကယ်ကြီးကိုကြည့်ကြည့်နေတာဒီပဲချက်ချက်လေးချက်ကြည့်လိုက်မယ်ဒီပဲချက်ကြည့်လိုက်တော့ Northern Fort ရဲ့ချက်ပြန်လိတော့ဝင်မှုနေထားရောက်နေပြီအဆက်3နဲ့ expert down ကအဆက်18 ရမတ်ကလည်း18မှတ်နဲ့23မှတ်ဆိုတော့ဥပဟာတဲ့6မှတ်ပါကွာနေထားသိမလားတော့ဒီပွဲစဉ်မှာရော S-Wet Down ကနိုင်အောင်ကန်ပါလားတော့တန်ဖောရဲပဲခင်ဗျားတို့ကြိုက်ကြလား S-Wet Down နောက်ဆုံး9ပွဲမှာကြည်လိုက်ဦးတပွဲမှအနိုင်ရရှိတာချင်းမရှိဘူးတော့တန်ဖောရဲတဲ့ Man City ကို6-0နဲ့နိုင်တဲ့ပွဲကျွန်တော်ကြည်လိုက်တာတော့နည်းနည်းနဲ့ခံစစ်လေးနဲ့ကြက်ကြက်လေးလေးရှိလာနေထားတဲ့ခုမှာတော့ ဒီပွဲစဉ်မှာသာတကယ်လို့ sweat down သာထပ်နိုင်တော့ချက်ပြန်လေးတွေ့လောင်နေထားကောင်းတယ်ဘက်လေဘလို့ပေးတာ3.75 2.0 cc နေထားတော့တိုက်ပြီးတော့ตาတော့မပေးတော့ sweat down ရှစ်ပွဲတော့တော်တော်ကန်သွားအောင်လို့ဆိုတော့ဒီပွဲစဉ်မှာ sweat down နိုင်သွားရင်တော်တော်မိုက်မှာလို့ဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်ဘာဖြစ်ဖြစ်ကျွန်တော်တေးရလည်းပဲပေးလိုက်မယ် sweat down နဲ့ not down for တဲ့တကိုးတကိုးဆိုတေးရလည်းပြီးဆုံးမယ်ကျွန်တော်ခမန်းလိုက်ပါတယ် okay ဒါပြီးတာနဲ့ ကျွန်တော် City နဲ့ Brighton ပွဲလေးကြည့်အောင် City ကနည်းစားပါပြီနောက်ဆုံးပွဲ Northern Forest ရှုံးတာဆိုတော့ Brighton လည်းနောက်ဆုံး၅ပွဲမှကြည့်လိုက်ဦးတပွဲမှကိုမရှုံးတာဘူးเนาะ Man City ရဲ့လက်ကချောင်းလူတွေကလည်းခုချိန်ထိအခြေမကျသေးဘူးအပြောင်းလဲနေနေဆိုတော့ဒီပွဲစဉ်ဘက်လေဘယ်လိုပေးလဲ1.97နဲ့4.50 Man City ကတော့9အောင်တော့ကံကိုကံရမှာဒီပွဲတော့ဘာဖြစ်ဖြစ် Man City ဒီပွဲစဉ်မှာကျွန်တော် ခမန်းကြီးရလို့မန်စီးတီးနှစ်ဂိုးတစ်ဂိုးလောက်နဲ့တော့ကတ်နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်ဗျာဘရာဗျဘရိုက်တာကောင်းတယ်မန်စီးတီးအတွက်ပရက်ရှာများနေတဲ့နေသားတွေမှာโอเคကျွန်တော်နောက်ဆုတ်ပွဲစံနဲ့ချစ်လောက်ကြည့်လိုက်အောင်ပွဲကြံလေးရစောင့်တတ်တန်နဲ့ဥပါဟတန်ခုနကကျွန်တော်ကြည့်လိုက်တာနော်ဥပါဟတန်တန်ဆင်မဲ့တဲ့6မက်กว่าနေတဲ့စောင့်တတ်တန်ကတော့ချိန်သေးသွားပါပြီတန်ဆင်မှုတွေနောက်ဆုံး၅ပွဲမှာကြည့်လိုက်စောင့်တတ်တန် ငါဘယ်လိုရှုပ်ဥပါဒံမှနောက်ဆုံးပွဲကိုအဘနဲ့တေးကြတာတယ်ဘုံမောက်လောင်နိုင်တာတော့ဥပါဒံဒီပွဲကြီးကလည်းနိုင်မယ်လို့တော့ကျင်းသေးတော့တတ်မှတ်လို့တော့မရသေးဘူးပေးထားတာ3.70 2.05စောင့်တတိုင်းနဲ့ဥပါဒံတော့ဥပါဒံလည်းအမတ်ယူခြင်းတို့တော့ရှိပေမဲ့ဒီပွဲစဉ်ကိုလည်းကျွန်တော်ကတော့ပြက်ပြက်သားသားတော့မပြောရသေးဘူးကျွန်တော်ဒီပွဲစဉ်နဲ့စောင့်တတိုင်းနဲ့ဥပါဒံ နှစ်ကိုနှစ်ကိုဆိုလဲတေရလာနဲ့ပြီးဆုံးမယ်လို့ကျွန်တော်ခံမှန်းရင်းနဲ့စိနေပရီဒီရှင်တကယ်ကြီးအားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုစိနေပြကျမ်းမာကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ